မေလ၁၈ရက်ဒီမနက်၄နာရီကနေ၆နာရီဝန်းကျင်အထိအင်ကူမြို့နယ်ထဲကချင်ကိုက်ကွင်းချေးရွာဘေပြာကုန်းချေးရွာနဲ့လေးမျက်နှာမြို့နယ်စာစီကုန်းချေးရွာတို့ကိုစစ်ကောင်စီကလေကြောင်းကနေ၁၅ချိန်လောက်ထိဗုံးချဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။လေးမျက်နှာမြို့နယ်စာစီကုန်းချေးရွာဒေသခံတယောက်ကအင်တွေတော်တော်များများမီးလောင်နေတာအခုဗုံးချဲခံရတဲ့နေရာကတိုက်ပွဲတွေဖြစ်တဲ့နေရာမဟုတ်ဘူး။အခုမနက်စောစောမှဇက်တိုက်ကိုဗုံးချဲချတာခဏကြာကျဲလိုက်ခဏကြာကျဲလိုက်လုံးနေတာအဝေးကနေလှန့်ကြည့်ရအောင်တွေ့ရတယ်လို့ပြောလာပါတယ်။ လေးမျက်နှာမြို့နယ်ရဆေးရည်အခြေအနေကိုသိရဒေသခံတယောက်ကတော့လေကြောင်းနဲ့ဘုံကျဲခံရတဲ့နေရာတွေမှာအခုမနေ့မေလ18ရက်17နာရီအထိမိလောင်အားကောင်းနေပါတယ်။အရက်သားများစုကထွက်ပြေးနေကြတာပါ။ကျူပြေးနေတဲ့သူတွေကတော့အသက်ဘေးကလွတ်တယ်။ကျူမပြေးတဲ့သူတွေကတော့ဒေလောက်တယ်လို့ပြောလာပါတယ်။မေလ16ရက်နေ့ည7နာရီကျော်မှလဲဘာရောဝင်ကျေးရ ချက်ပေါင်ကုန်းချေးရွာနဲ့တမယာကုန်းချေးရွာတို့ကိုလေချောင်းကနေဘုံချဲခဲ့တယ်လို့ဒေတာခန်နေစီကသိရပါတယ်။အင်ကပူဒေတာကန်တယောက်ကမြို့ပေါ်မှာလုံခြုံရေးတွေတိုးချထားတယ်။ချက်ချောင်းထိုးဝင်ရောက်လို့မရတဲ့နေရာတွေကိုလေရင်နဲ့ဘုံချဲချနေတယ်။မေလ16ရက်နေ့ည8နာရီကျော်ကဝါရိုရင်ချက်ပေါင်ကုန်းနဲ့တမယာကုန်းချေးရွာတို့ကိုလေရင်နဲ့၃ချိန်ဆက်တိုက်ဘုံချဲသွားတယ်လို့သိရပါတယ်။ ထိခိုက်မှုအခြေအနေတို့တော့ဒီနေ့အထိမသိရသေးဘူးလို့ပြောလာပါတယ်။အင်ကပူမြို့နယ်အခြေစိုက်တရင်နဲ့နီးရဲသူတယောက်ကတော့စစ်တပ်နဲ့တော်လိုင်းရေးတပ်တွေဟာအဲ့ဒီကျေးရွာနားမှာထိတိတိုက်ပွဲဖြစ်ပြီးကွင်းကောက်တပ်ကနေစစ်ကူပိုးပေးနေပေမဲ့တော်လိုင်းရေးရှေ့ဆက်တိုးလာနေတယ်လို့သိရပါတယ်။မေလ15ရက်နေ့ကလည်းအင်ကပူမြို့နယ်ချင်းကိုက်ကွင်းရွာစာတင်ကျောင်းသားနဲ့တစ်ဆက်နာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်။စစ်ကောင်စီက AR တိုင်းအတွင်းကို AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်မှာကိုစိုးရင်လို့ရခိုင် AR နဲ့ဇက်တချောင်းမှာလုံခြုံရေးကိတ်တီတိုးမြင့်ချထားပြီးလေကြောင်းကနေ drone အသုံးပြုပြီးကင်းထောက်တာတွေလေရင်နဲ့ဘုံကျဲတာတွေပြင်ဆက်တက်လေထုရည်နဲ့ပါဘုံကျဲတိုက်ခိုက်နေရလို့ဒေတာခန်နေစီကနေသိရပါတယ်